နင်းကျန်းလေးဆိုတာခြေရွာရဲ့စီလုံးမှုခြေရွာသားတွေရဲ့စေတနာပြယုံခြေရွာရဲ့ဝမ်းရည်ပြီးတော့မတရားမှုနဲ့ရက်ဆက်ရုပ်မာမှုတွေလည်းဆွန့်ထင်နေတယ်။နင်းကျန်းလေးဟာတည်ဆုံးမှုရဲ့တေဂေတာတေမင်းရဲ့ကရွန်းဝါဆိုရင်လည်းဟုတ်တယ်။ဆစ်ဆောင်မျိုးတယောက်နဲ့စကားပြောနေရင်ကျွန်တော်အဲ့ဒီနင်းကျန်းလေးဆိုတဲ့နာမည်ကိုကြားလိုက်ရတာပါ။စကားပြောခြင်းရဲ့စလဲဆုံးမှာအဲ့ဒီနာမည်လေးကရုပ်တရက်ပေါ်ပေါ်လာတတ်တယ်။ မေယုံဟာပဲခူးတိုင်းကြောက်ကြီးမြို့နယ်တဲကကျေးရွာတရွာကပါသူနေထိုင်ရာကျေးရွာနီးမှာ15ဘီကျဲရှိတဲ့တောင်ကျချောင်းလေးတစ်ခုရှိတယ်ဒေသခံတွေကမြောင်းလို့လည်းဆိုကြတယ်အဲ့ဒီမြောင်းလေးရဲ့တစ်ဖက်တစ်ချက်မှာတော့ကျေးရသူကျေးရသားတွေရဲ့လဲခွင်းတွေရှိတယ်ရွာနီးနားကလဲခွင်းတွေမှာလဲစပားတွေဘဲတွေစိုက်ပျိုးကြတယ်လို့ မြောင်းလေးရဲ့တစ်ဖက်ကန်းကလေကွင်းတွေမှာလဲကျွေးရသူကျွေးရသားတွေဟာစပားတွေပဲတွေစိုက်ပျိုးကြတယ်အဲ့ဒီလေကွင်းတွေကိုလွန်ပြီးရှေ့ဆက်လိုက်မယ်ဆိုရင်တောတောင်တွေရှိတယ်အဲ့ဒီတောတောင်တွေပေါ်မှာဒေတာကန်တွေဟာထင်းခုတ်တစ်ခုတ်ကြတယ်ရွာသားတွေဟာမိုးရင်းကွာလာမှာချောင်းမြောင်းကိုဖြတ်ဖို့တစ်သားတုံးတုံးကိုတသားတစ်ဖွဲလှုပ်ပြီးကူးကြတယ်တောင်ကြချောင်းရည်ကြလို့ရေရှမ်းတာမျိုးဆိုရင်အဲ့ဒီတသားတုံးဟာချောင်းရည်ထဲမျောပါသွားတတ်သေးတယ် နွေရာသီချောင်းရေခမ်းပြီဆိုရင်တော့အဲ့ဒီချောင်းထဲမှာရေဆက်ကျင်းလေးကြံခဲ့တယ်။ဘွတ်ထနေတတ်တယ်။ဒါကြောင့်ကြေးရသူကြေးရသားတွေဟာချောင်းတစ်ဖက်ကန်းကစိုက်ပျိုးထားတဲ့စပားတွေပဲတွေကိုလဲနဲ့တဲယူဖို့အတွက် ချောင်းကိုဖြတ်ပြီးတံတားလေးတစ်ခုတွီဆောက်ကြတယ်။အမေကအဲ့ဒီတံတားလေးကိုနင်းကြမ်းလေးလို့ခေါ်ဆိုတယ်။အဲ့ဒီနင်းကြမ်းလေးကို ဘယ်ချိန်နှုန်းနဲ့ကစားဆောက်ခဲ့တယ်ဆိုတာမသိပေမဲ့အမေဦးကတော့သူငယ်ငယ်ကတည်းကသူ့မိနဲ့ရွာသားတွေစူပေါင်းဆောက်ခဲ့ကြတာကိုမှတ်မိနေတယ်။မိုးပါသွားပြီဖြစ်တဲ့နိုဝင်ဘာလလောက်ဆိုရင်ရွာသားတွေဟာစူပေါင်းလုပ်အားနဲ့တံတားလေးကိုစတင်ဆောက်လုပ်ကြတယ်။ချောင်းကန်တစ်ဖက်ကိုမျောတိုင်ကြီးတွေနဲ့တံတားထိုးလိုက်တယ်။ပြီးရင်အဲ့ဒီဘော်ကနေမျောတိုင်ငယ်တွေကိုကန့်လန့်ဖြတ်တင်တယ်။ကောက်ရိုးတွေမြက်တွေကိုလည်းဘော်ကနေထပ်တင်တယ်။အားလုံးရဲ့အပေါ်ကမှာ မြေကြီးတွေကိုထတ်ခင်းလိုက်တယ်။အဲ့ဒီတရားလေးကိုဒေတာကန်တွေကလည်းနင်းချမ်းလေးလိုပဲခေါ်တယ်။ဒေတာကန်တောင်သူတွေဟာသူတို့စိုက်ပျိုးထားတဲ့လယ်မြေရာမြေတွေစီကထွက်တဲ့ကောက်ပဲတီးနံတွေကိုလှဲနဲ့တင်ပြီးအဲ့ဒီနင်းချမ်းလေးပေါ်ကနေဖြတ်တန်းတည်ဆောင်ကြတယ်။လဲတွေချင်းချင်းဖြတ်လို့နင်းချမ်းလေးမှာကောက်ရိုးတွေမရှိတော့ဘူးလား။အပေါက်ပေါက်သွားပြီလား။ဒါမှမဟုတ်မျောတိုင်းတွေကျိုးသွားပြီလားဆိုရင်တောင်သူတွေဟာလိုအပ်တဲ့ကောက်ရိုး မျက်နှာမျောတိုင်းတွေကိုအလုတ်ကနေရွာကို ပြန်လာတဲ့အခါလဲပေါ်တင်လာတတ်ကြတယ်။ပြီးရင်အဲ့ဒီနင်းကြလေးရှိရနေရာရောက်ရင် ပြစ်ထားခဲ့တယ်။အလုတ်အားတဲ့အခါပျက်စီးတဲ့နေရာကိုလာရောက်ပြုပြင်တတ်ကြတယ်။ဘသူပြင်ပါရေလို့တော့မဟုတ်ဘူး။အလင်းတင့်သူက သူ့စေတနာလျောက်လာပြင်ပေးတာမျိုး။တနွေလုံးမှာ လုပ်ငန်းတာဝန်တွေထမ်းဆောင်ပြီးတော့မိုးရသည်ရောက်ပြီးဆိုရင်တော့အဲ့ဒီတရားလေးဟာချောင်းရီထဲမှာမျောပါသွားတတ်တယ်။ မိုးရင်းဆိုရင်နင်းကြမ်းလေးခင်းထားတဲ့နေရာနဲ့မလန်မကန်ချောင်းချင်းတဲ့နေရာလောက်မှာရွာသူရွာသားတွေကမျောတိုင်းတလုံးကိုတရားတစ်ပွဲလှုပ်ပြီးကူးကြတယ်။ဒါတွေဟာအမေအိုမှတ်မိနေတဲ့နင်းကြမ်းလေးရဲ့အစောပိုင်းကာလတွေပါ။1990ခုနှစ်ဝန်းကျင်မှာတော့အမေအိုတို့နေထိုင်ရာကျွာနီးကိုစစ်တပ်ရောက်လာတယ်။အထိုင်ချတရင်တစ်ခုအနေနဲ့ပါ။နှစ်နှစ်သုံးနှစ်ကြာမှာတော့ နင်းချမ်းလေးဆိုတဲ့လှဲကူတရားလေးနားမှာစစ်တပ်ဂိတ်တစ်ခုရောက်လာတယ်။နောက်တော့တဲထိုးပြီးလဲတစည်းကိုငွေကျပ်200ကောက်တယ်။လဲတစည်းဟာဗနကျိန်ဖြတ်ဖြတ်ဖြတ်တန်းတဲ့အခါတိုင်းကျပ်200ပေးရတယ်။ကောက်ရိုးတင်တဲ့လဲစပါးတင်တဲ့လဲပဲတင်လဲတစ်တင်လဲတက်ကဲတင်လဲဘာလဲပဲဖြတ်ဖြတ်စစ်တပ်ဂိတ်မှာ200ကျပ်ပဲ။တရက်ကိုကျပ်တောင်းချီရကြတယ်လို့အမေဦးကဆိုတယ်။ပတ်စံမပေးနိုင်တဲ့သူတွေဆိုရင် လဲပေါ်တင်လာတဲ့ပစ္စည်းတွေကိုသူတို့ဂျင်းနဲ့တလောက်ပေးရတယ်။နောက်တော့စစ်တပ်ဟာဒေတာကန်နေစီကအလကားအချောင်းကောက်နေတာမျိုးမဖြစ်ရလေဟန်အဲ့ဒီချောင်းကူးနင်းကျန်းတရားလေးကို သူတို့ကိုယ်တိုင်စောက်ကြတယ်။ဒါပေမဲ့စေတနာနဲ့မဟုတ်ပဲအတပြားအတွက်ရည်ရွယ်ပြီးစောက်လုပ်ထားလေတော့တရားလေးဟာရွာသူရွာသားတွေစောက်လုပ်တဲ့တရားလောက်မခိုင်ဘူးလို့အမေကဆိုတယ်။စစ်တပ်ဟာရလီလူလီလောဘစောအတော်မတတ်နိုင်လေတော့ အဲ့ဒီတံတားလေးကိုစောက်ပြီးလေလံပစ်ဖို့အထိကြိုးပမ်းခဲ့ကြတယ်။လေလံဆွဲတဲ့သူ မရှိတဲ့အခါမူလာအတိုင်းဂိတ်ထိုးပြီးတာဆက်ကြီးဆက်ကောက်တယ်။စစ်သားတွေကိုယ်တိုင်မှကောက်အားတဲ့အခါကိုယ်စလဲလွှဲပြီးကောက်ခိုင်းတယ်။နေကမိုင်းကောက်တာအားမရလေတော့ညဘက်ပါကောက်ကြတယ်။တညတော့အမေဝဲရဲ့သမီးဖြစ်သူဟာအဲ့ဒီနင်းချမ်းလေးကနေလဲတစည်းနဲ့ဖြတ်လာခဲ့တယ်။ဂိတ်ဆောင်စစ်သားကဘာလဲလဲဘယ်ကလဲဘသူလဲ ရက်ဆိုပြီးကင်းတဲတဲကနေမေးမြန်းအမိန့်ပေးတယ်။လဲမောင်းလာတဲ့အမျိုးသမီးက"သူကဘသူဘဝဖြစ်ကြောင်းဖြေချပြီးလဲတော့မရက်ပေးနိုင်ဘူး"လို့ဆိုကစံပေါင်းသွားတယ်။စစ်သားကလှမ်းပြီးဆဲဆိုတဲ့အခါသူကလည်းအပြန်လန်ပြန်ဆဲတယ်။အဲ့ဒီအကြောင်းကိုကြားသိရတဲ့အမေဟာအပြန်လန်ဆဲဆိုခဲ့တဲ့သမီးဖြစ်သူကိုနောင်မလုပ်ဖို့နဲ့ကိုယ့်ထက်အသက်ကြီးသူကိုမဆဲဖို့ဆုံးပါတယ်။အဲ့ဒီတုန်းကသမီးဖြစ်သူနဲ့အပြန်လန်ရန်ဖြစ်ခဲ့တဲ့တက်ချက်ဟာ ကြာကူလီမှုနဲ့တက်ထဲကထွက်လိုက်ရတယ်။နောင်ရသားဖြစ်ပြီးရွာကိုလာလေတဲ့အခါအမေအိုစီရောက်လာတယ်။အမေအိုနဲ့တွေ့ပြီးစကားပြောတော့သူ့လက်မောင်းမှာတက်ခဲရတဲ့ရစ်တွေဟာအမေအိုရဲ့ထမိန်ထက်ဆင်လောက်တောင်သုံးဝင်ကြောင်းအမေအိုရဲ့အထက်ဆင်ကခါမှာအမျက်မပြတ်ဝတ်ထားလို့ရကြောင်းသူ့လက်မောင်းကရစ်ကတော့အခုမရှိတော့လို့တံပိုးမဲ့သွားရပြီဖြစ်ကြောင်းစစ်သားတပည့်ရဲ့အမှတ်တရတံဝေကစကားတစ်ခုကိုအမေအိုစီကကြားလိုက်ရတယ်။ နင်ဂျန်တရားလေးရဲ့နီးမှာညောင်မင်းကြီးတပင်ရှိတယ်။ရင်ကတော့နှိမ့်လည်နေခြင်းတောင်းသူတွေဟာအဲ့ဒီညောင်မင်းကြီးရဲ့အရေးအာဝါသားအောက်မှာအေးအေးချမ်းချမ်းနားယူကြတယ်။စစ်တပ်ကရောက်လာပြီးလဲတွေကိုစက်ကြီးကောက်တဲ့အခါအဲ့ဒီညောင်မင်းအောက်မှာလဲတွေရန်နာကြတယ်။နောက်တော့အဲ့ဒီနားမှာကြော်ဆိုင်လေးဖွင့်လာတယ်။ပြီးတော့ရက်ဆိုင်တွေပါဖွင့်လာကြတယ်။စီလုံးချင်းရဲ့တင်ဂေတတရားလေးစေတနာတွေထင်ဟပ်နေတဲ့တရားလေးဒေတာကန်တွေရဲ့ကုံထုတ်လို့ရတရားလေး စစ်တပ်ရောက်လာမှအတပြားတွေရမကာတွေတနာနှံ့တွေတထောင်ထောင်ထထသွားတယ်။အဲ့ဒီတရားလေးကမိန်းကလေးတွေဖျက်လာတဲ့အခါမှာစစ်တပ်ကသူတို့ကိုစစ်တယ်ရစ်တယ်အခွင့်အသာရင်မိန်းကလေးတွေကိုကြီးစားကြတယ်။စစ်သားတွေဟာမိန်းကလေးတွေကို သူတို့ရှေ့မှာလမ်းလျှောက်ခိုင်းတယ်၊ကခိုင်းကြတယ်။ဒီလိုအနိုင်ကျင့်မှုပေါင်းတရဖူဆောင်းလို့ယွန်းစရာကောင်းတဲ့အဲ့ဒီနင်းကျန်တရားကနေဒေတာကန်တွေဟာမဖြစ်မနေမှုသာလဲနေဖြတ်ကြတာပါ။ ဘသူမှတော့ခြေလျင်မဖြတ်ကြဘူးဖြစ်နိုင်ရင်တခြားလမ်းကနေ သူတို့ရှောင်သွားကြတယ်2010နောက်ပိုင်းအထူးသဖြင့်ဒေါအောင်ဆန်းစုကြည်လွတ်တော်ရဲရောက်တဲ့အချိန်အစိုးရဖြစ်လာတဲ့အချိန်မှာတော့ဒေသခံတွေဟာအထက်ပါဝိဒုက္ခဆင်းရဲအပေါင်းကနေလွတ်မြောက်ခဲ့ကြတယ်အရင်စစ်တပ်ကမတရားသဖြင့်သိမ်းယူထားတဲ့ဘိုးဘွားပိုင်လယ်မြေတွေကိုလည်းသူတို့ပြန်ရခဲ့ကြတယ်2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့နင်းကြံတရားလေးနေရာဟာ တွင်တစ်မျိုးဆောင်လာပြန်တယ်။အဲ့ဒီနေရာလေးကိုရောက်လာတာကမြေမြုံမိုင်းတွေပါ။တော်လိုင်းရေးဖွဲ့တွေကလည်းစစ်တပ်ကချောင်းကိုဖျက်မလာစေဖို့မိုင်းတွေထောင်တတ်ကြတယ်လို့စစ်တပ်ကလည်းတော်လိုင်းရေးဖွဲ့တွေကူးမလာစေဖို့မိုင်းတွေထောင်ထားကြတယ်။အဲ့ဒီနေရာမှာမိုင်းတွေရှိကြောင်းနှစ်ဖက်လုံးကတိပေးထားကြပေမဲ့အနေဟာဂျိုမပါလီတော့ဒေသခံတွေဟာမိုင်းတွေနေမိကြလေတော့လေ။အမေအိုရဲ့မျိုးတယောက်ဟာနင်းကျန်းလေးရဲ့မလံမကန်လေကွင်းရဲ့ဘေးမှာ မိုင်းနှင်းမိလို့ခြေတစ်ဖက်ပြက်ခဲ့ရတယ်။မျိုးလုံးတစ်ဖက်ပါဆုံးရှုံးခဲ့ရသေးတယ်။အခုစက်တင်ဘာလထဲမှာအမေဦးရဲ့မျိုးတယောက်66ပါးယောဂါနဲ့ဆုံးတယ်။နာယီအတွက်စကားပြောနေရင်ရွာနဲ့အဆက်အသွယ်ရတယ်။သူဟာနာယီအတွက်လိုအပ်တာတွေဝိုင်းကူပေးတယ်။အဲ့ဒီနာယီကိုအကြောင်းပြုပြီးဆက်သွဲနေရတဲ့ကာလမှာဒေသခံတူနင်းကြံတရားမှာမိုင်းနှင်းမိပြီးတေဆုံးတဲ့တဲ့ရင်ကိုကြားလိုက်ရတယ်။မိုးရင်းကာလမှာ ညဉ့်ညံတရာမဆောက်လို့ရသေးပဲတစ်သားမျောတိုင်းနဲ့ချောင်းရဲ့ကန်းနှစ်ဖက်ကိုဆက်သွယ်ပေးထားတာပါအဲ့ဒီရဲ့မျောတိုင်းဆုံးခြေထောက်ချရမယ့်နေရာမှာထောင်ထားခဲ့တဲ့မိုင်းကိုနင်းမိရာကခြေထောက်နှစ်ဖက်စလုံးပြတ်ပြီးတည်ဆုံသွားခဲ့ရတယ်လို့ဆိုတယ်ဒေတာကန်တွေကတော့မိုင်းထောင်တဲ့သူတွေကိုအပြစ်မဆိုပဲမိုင်းတွေထောင်ထားမှန်းတိလျက်နဲ့တွားရနေခြင်းဆိုတာကိုပဲမချစ်တင်ခဲ့ဖြစ်နေကြလေရဲ့ ရှေးလာရီဆိုရင်မိုးကုံတော့မယ်။လင်းကျန်းတရားလေးကိုဘလို့ထိုးကြအောင်ပါလဲ။ဖွဲ့စည်းတွေထောင်ထားတဲ့မိုင်းတွေကိုပြန်ဖော်ပေးဖို့ဒေတာကန်တွေက ရေးဆိုပြီးတရားလေးကိုပြန်စောင့်နိုင်တယ်လို့အမေကဆိုတယ်။မစောင့်ဘဲနဲ့တော့မနေဘူးလို့လည်းသူကထပ်ပြောတယ်။လင်းကျန်းတရားလေးဟာစီလုံးချင်း စေတနာတွေနဲ့အစပြုခဲ့တယ်။အတပြားတွေမတရားဖိနှိပ်မှုတွေလည်းကြုံခဲ့ဘူးတယ်။အခုတော့တေမင်းကရင်ဝါဖြစ်နေရှာရဲ့ခကြီးက နင်းကျန်းတရားလေးကိုဘလို့တယုတ်ဖို့အောင်ပါလဲအမေဦးကတော့နင်းကျန်းလေးဟာဒေတာကန်တွေအတွက်ကျေးဇူးကြီးတယ်လို့မှတ်ချက်ပြုပါတယ်